အားလုံးပဲမင်္ဂလာပါဆရာတော်ဒီနေ့ဆက်လက်ပြီးတော့သင်ကြားဝမ်းမဲ့သင်ခန်းစာလေးရတော့ Grade 8ရဲ့ Unit 5 Lesson 4ပဲဖြစ်တယ်အဲ့တော့ Unit 5ရဲ့ Lesson 4နောက်ဆုံး Lesson ဖြစ်တဲ့ ခေါင်းစဉ်ကဘာလဲဆိုတော့ let's try these experiments နော်ဒီစမ်းသပ်ချက်တွေကိုပြေလုပ်ကြစို့လေကြည့်အရအဆိုရင်တော့ပထမဦးဆုံးအနေနဲ့ဆရာခါတိုင်းလိုပဲ learning outcome ကိုအရင်ဆုံးဖတ်ပြပါမယ်ဒါတော့ဒီမျိုးတွေသင်ခန်းစာသင်ပြီးွားပြီဆိုတာ ਨੇ ဘာတွေလောက်တက်သွားမလဲဆိုတော့ဟောဒီဆရာဒီသင်ခန်းစာမှာပါတဲ့ simple experiments ကိုလောက်တက်သွားမယ်နောက်တစ်ခုကျတော့ ဒီစံသက်ချက်တခုအကြောင်းတွေကိုဘယ်လိုမျိုးရေးမလဲเนาะရေးခြင်းအကြောင်းကိုလည်းပဲရေးနိုင်သွားမှာပဲဖြစ်ပါတယ်။ကဲဆက်လက်ပြီးတော့ဒီမှာ writing ပိုင်းကိုစကြရအောင်။မစခင်မှာဆရာမေကွန်းလေးနည်းနည်းမေးမယ်။ကိုယ့်ရဲ့အိမ်မှာဖြစ်ဖြစ်ဟာလာဒီကျောင်းမှာပဲဖြစ်ဖြစ်ပတ်ဝန်းကျင်မှာဆိုရင်တော့ဒီစံသက်ချက်ပြုတ်လောက်တာရေလောက်ဘူးပါသလား။တကယ်လို့လောက်ဘူးတဲ့ဆိုရင်တော့ဘာလဲပြောကြည့်ပါအောင်အဲ့ဒီစံသက်ချက်တွေကဘာတွေပါဝင်တာလဲဘာတွေလောက်တဲ့စံသက်ချက်လဲဆွေးနွေးကြည့်ပါဒီသင်ခန်းစာပါမဲ့စံသက်ချက်ကိုကျွန်တော်အတူတကွ Number one, A, read the list of materials and instructions on how to make saline solution. Okay, arasino sir diniga ba lo am a list of material mian da me na de ku saline solution ko da me okay arasino adika di chet ni chet be aro saline solution so စားပျော်ဝင်တဲ့ရည်တွေเนาะစားပျော်ရည်တွေဆရာတို့ဘယ်လိုပြုလုပ်မလဲ slime solution ကိုဘယ်လိုပြုလုပ်မလဲဆိုတဲ့အပေါ်မှာညွန်ကြားချက်လေးတွေကိုဆရာတို့အရင်ဆုံးဖတ်မယ်ပြီးသွားပြီဆိုရင်ဘာပေးထားသေးလဲဆိုတော့အဲ့ဒီ slime solution ပြုလုပ်ဖို့အတွက်လိုအပ်တဲ့ပစ္စည်းကိရိယာတွေရဲ့စည်းရင်းတွေအရင်ဆုံးဖတ်ကြည့်ကြရအောင် slime solution is used to clean wounds to rinse off contact lens အဲ့တော့ ဆရာကဒီ slime solution ကိုကျတော့ဘာအတွက်အသုံးဝင်မှာလဲဘာအတွက်လောက်မှာလဲเนาะဒီ slime solution ကိုဘာတွေအသုံးလို့ရလဲဆိုတော့အနာတွေကိုကြက်အောင်အနာတွေကုစားတဲ့နေရာမှာတန့်စင်ဆေးကြောတဲ့နေရာမှာအသုံးပြုတယ်နောက်တစ်ခုကျတော့ contact lens ဆိုတာကဆရာဒီ man blue တွေတော့အဲ့လိုမျိုး lens တွေနဲ့ပတ်သက်တဲ့ man တွေကိုဆရာကဆေးကြောတန့်စင်တဲ့အချိန်မျိုးမှာဘာလို့လဲဆိုတော့ သုံးပါတယ်เนาะဒီစားပြောက်ဝင်တဲ့ရေတွေ slime solution တွေကိုစားပြောက်ရေတွေကိုအသုံးပြုပြီးတော့ဈေးကြောတန့်စင်ပါတယ်လိုအပ်တဲ့အရာလေးတွေပါလေဖတ်ကြည့်ကြအောင်เนาะ list of materials အလိုအပ်တာက4 cups of boiled water နော်ရေနွေးပွပွဆူတဲ့ထဲမှာပြုတ်ထားတဲ့ရေခွက်လေးခွက်လိုအပ်မယ်ပြီးသွားပြီဆိုရင်2 teaspoons of non iodized salt ရိုးရိုးစားတွေကိုဆိုရင်ဆိုတော့เนาะလက်ပေးဆွန်းဆွန်းလိုမယ်နောက်တစ်ခု a bottle with a cap ပုံးပါတဲ့ပလင်းဖန်ပလင်းတစ်ခုလိုမယ် stirrer မွေတဲ့အရာတွေเนาะမွေမဲ့ဒီဒုတ်ချောင်းပဲဖြစ်ဖြစ်ဒါဆိုအဲ့ဒါလိုအပ်မယ်ကဲဒါဆိုတော့လိုအပ်မဲ့ list of material တွေတည်သွားပြီเนาะကဲတည်သွားပြီဆိုတော့ပထမဦးဆုံးအနေနဲ့ဆိုတော့ဒီအောက်က glossary ပါတဲ့ meaning တွေကိုဆိုတော့ဖတ်ကြည့်ကြရအောင်เนาะ slime solution slime solution ဆိုတာလေ and solution of sterilized water and salt ပိုတက်မဲ့ရေနဲ့စားတွေပျော်ရေနော်ပိုတက်မဲ့စားပျော်ရေတွေကိုဆိုတော့ဘယ်လိုခေါ်လဲဆိုတော့ saline solution လို့ခေါ်တယ်စားပျော်ရေနော် dissolve dissolve the လုပ်ဖြစ်တယ်ဆိုတာကပျော်ဝင်တယ်เนาะဒီမှာ verb ဖြစ်တယ်ပျော်ဝင်သည် become incorporated into a liquid เนาะနောက်တစ်ခု no? iodine noun ဖြစ်တယ် a chemical element that is found in a small amount in sea water. နော် iodine pinle nene live ဆိုတာပြောရလဲပင်လယ်ရေထဲမှာပမာဏငယ်နည်းနည်းလေးပဲဆိုတော့တွေ့ရမယ် drug to dress in the body. တမျိုးဖြစ်ပါတယ်เนาะ iodine dress စာ dressing ဖြစ်တယ်เนาะ iodize treated with iodine iodine နဲ့ ဆရာဘာလို့မလဲဆိုတော့ကူးတာတယ်နောက်တစ်ခုကျတော့ sterilize sterilize က verb ဖြစ်တယ် make something completely clean and free from bacteria အဲ့တော့ bacteria နေမှာကင်းလွတ်သွားအောင် bacteria လုံးဝဆိုတန့်စင်တာပေါ့တနည်းဖြစ်တော့တန့်စင်နေလုံးဝတန့်စင်သွားအောင်ပြုတ်လောက်တာကို sterilize လုပ်တယ်ပိုးတက်တယ်လို့ပြောတယ် sterile sterile ကကျတော့မွေတဲ့အရာအဲ့မို့နောင်ဖြစ်တယ် မွေဆက်ပေါ့နော်မွေတဲ့အရာကိုဆိုတော့ stirrer လို့ခေါ်တဲ့ a small stick used for mixing things အရာဝတ္ထုတွေကိုဒီမွေဖို့အတွက်အသုံးပြုတဲ့ဒုတ်ချောင်းဖြစ်ပါတယ်။ကြည့်အရားဆင်တော့ဒီကောင်တီးသွားပြီဆိုတော့ဒီဘက်ကဆိုတော့ how to make saline solution သွားကြရအောင် how to mix saline solution saline solution လို့ခေါ်တဲ့စမ်းပြောင်းရည်ကိုဘယ်လိုပြုလုပ်မလဲပြုလုပ်ပုံကိုဆိုတော့ကြည့်ကြရအောင် step 1ပထမဆုံးအဆင့်အနေနဲ့ wash your hands thoroughly သင်ရဲ့လက်တွေကိုတော့သေချာဆေးဆက်စွာဆေးကြောပါတယ် step 2 sterilize the container and the stirrer by boiling them in water. No, sterilize လုပ်တယ်ဆိုတာကပိုးတက်လိုက်တာเนาะ mm -hmm. container ခုနသားတို့မျိုးလိုယူလိုက်တဲ့ဒီ pampling ဖြစ်ဖြစ် container ပေါ့เนาะထည့်ခံစရာခွက်တွေဟိုးလေဘာလို့မလဲဆိုတော့ပိုးတက်မယ် and the stirrer အဲ့ဒီမွေတဲ့အရာကိုလည်းပဲစေးတတ်မယ်နော်ခုနဖန်ပလင်းအဖုံးပါတဲ့ပလင်းကိုဆရရှူမယ်အဲ့ဒါကိုပုတ်တက်လိုက်မယ်ဘယ်ဘလို့ပုတ်တက်မလဲဆိုတော့ရေထဲမှာသူတို့ပြုတ်ထားလိုက်ခြင်းအဖြစ်နော်ရေနွေးပုတ်ပုတ်ဆူရတဲ့မှာဆိုတော့အဲ့ဒါကောင်ပြုတ်ပုတ်လိုက်မယ်ဒါဆိုရင်ဒီထဲမှာပါတဲ့ bacteria လေးပိုးလေးပူးမွှားလေးတွေကတည်သွားမှာ step 3 pour the water into the container အဲ့တော့ ไอ้ปิ๊กปี้ตัวได้หาขวดกูเสิร์ฟทุ่งไล่ปีเสิร์ฟขาเจอไอ้ขวดเทวบาลมันเลยเสิร์ฟยีหลังเทบาเนาะยีหลังเทบา step four mix the salt in and stir until completely dissolve เออซากูเทไล่ไหมคนนั้นเสิร์ฟ water ยียีเทไล่ได้คอนเทนเนอร์ได้กูเสิร์ฟก็ซาโยเทไล่ไหมปี้ตัวปีเสิร์ฟอ่ะมวยไหม step five allow the mixture to cool by storing it in the refrigerator အတော့ဆရာခုနရောဟာတဲ့စားတဲ့ဒီအရင်နဲ့ရောဟာတဲ့အယောနောတွေကိုအဲ့ဒီအယောနောတွေကိုဘာလို့မလဲဆိုတော့အေးခဲသွားအောင်လို့ဆရာကဒီရေခဲတက်တာတဲ့ကိုထည့်ထားမယ် saline solution ပြုလုပ်ဖို့ပြောရတဲ့အဆင့်လေးတွေတအားတို့တို့တီးသွားပြီနော်ကဲအဲ့ဒါဆိုရင်တော့ဒီအဆင့်လေးတွေတီးသွားပြီဆိုတော့အခုဆရာဆက်လက်ပြီးတော့ exercise 1b ကိုတွားကြရအောင်เนาะ match the instruction in exercise 1a with the pictures given below the first one is done for you အဲ့တော့ exercise 1a မှာခုနပေးထားတဲ့အချက်ကလေးတွေနဲ့ဒီအောက်မှာပေးထားတဲ့ပုံလေးတွေကဘယ်အချက်ကဘယ်ပုံလေးနဲ့ကိုက်ညီမလဲဆိုတာလေးကို match ရှင်းတွဲပေးပါကြည့်ရတာဆိုရင်တော့အရင်ဆုံးဒီမှာသူလောက်ပြထားတဲ့ဥပမာတစ်ခုအစီအစဉ်ကြည့်ကြရအောင်เนาะခုနပြောတဲ့အချက်မှာဆိုရင်တော့ပထမအဆင့်ကလက်ကို တေချာစွာစေကြောပါဒုတိယအဆင့်ကကျတော့ဆရုပ်ကခွက်တွေကိုဒီ container တွေကိုမလုပ်မလဲဆိုတော့ရေထဲမှာထည့်ပြုတ်မယ်ဒုတိယအဆင့်တတိယအဆင့်ရောက်တဲ့အခါမှာတော့ဘာလုပ်မလဲဆိုတော့ခုနပိုးတက်ပြီးသားတဲ့ခွက်တွေတဲကိုဆိုတော့ရေတွေလောင်းထည့်မယ်ပြီးသွားပြီဆိုရင်စာရောထည့်မယ်လုံးဝပျော်ဝင်သွားတဲ့အထိမွေမယ်နော်နောက်ဆုံးအဆင့်ကနောက်ဆုံးအဆင့်ကကျမှဘာလုပ်မလဲဆိုတော့ရေခဲတက်တာထဲမှာအေးခဲအောင် ထားလိုက်မယ် ကဲအားလားဆင်ပထမဦးဆုံးအဆင့်ဖြစ်တဲ့ဒီမှာနံပါတ်ဒီ1သူဖြည့်ပြရတယ်เนาะလက်ကိုတေချာစွာဆေးနေတဲ့ပုံလေးတွေ့ရမယ်ကဲကျန်တဲ့ ABC E ကိုလည်းပဲပုံနဲ့ပေါ်ကဆရာပေးထားတဲ့ step เนาะကိုနဲ့တွဲပြီးတော့ဖြည့်ကြည့်ပါအောင်ကိုကနိုင်ကိုကဲအဆင်ဆရာ Let's go to an exercise 1C တွားကြရအောင် Study exercise 1A and write a paragraph on making saline solution by using adverbs of sequence ကဲဒီကောက်ဆယ်နည်းလေးကြည့်မယ်နော် exercise 1a ကိုဆယ်တော့ပြန်လဲပြီးတော့အဲ့အချက်ကိုအသုံးပြုပြီးတော့လေဘာလောက်ရမလဲ paragraph စာပိုက်ရေးခိုင်းတာเนาะဘာခေါင်းစဉ်နည်းလဲဆိုတော့ making saline solution စာပြောင်းဝင်ရေးပြုတ်လုတ်ခြင်းဆိုရဲခေါင်းစဉ်နည်းဆယ်တော့ကအသုံးပြုပြီးတော့เนาะစာပိုက်ပြောင်းဖွဲ့စည်းပေးရမယ်เนาะဘာတွေအသုံးပြုပြီးတော့ဖွဲ့စည်းပေးရမလဲဆိုတော့ရေးတဲ့အချိန်မှာ adverb sequence အဲ့တော့ မမိသေးလားဆိုတော့ grade 5မှာ advert of sequence လေးတွေပါတယ်เนาะပထမဦးဆုံးအနေနဲ့ဘာလုပ်မလဲဒုတိယအနေနဲ့ဘာလုပ်မလဲအဲ့ဒါဆိုရင်အောက်မှာကြည့်မယ် making saline solution เนาะစားပျော်ရည်ပြုလုပ်ခြင်းကဲဒီမှာဆိုရင်သူပေးထားတဲ့အာအကျမ်းလေးကတော့ the materials that are needed for the experiment the materials ရကဆရာပစ္စည်းတွေလိုအပ်တဲ့ပစ္စည်းတွေ are needed လိုအပ်သောเนาะလိုအပ်တဲ့ပစ္စည်းတွေ for experiment santa che pilo po di saline solution experiment ko pilo at pi si pi so, po atwa lo at pc dia ba re le r so pi Hope ho ma sia eh, di sia re ka ha di, list ko sia ye pi no 4 cups of boiled water 2 teaspoons of non iodized salt a bottle with a cap and a stirrer no ara ye pi ya ma ne ဒီမှာဆိုရင် adverb sequence ဖြစ်တဲ့ first တို့ second တို့ third တို့เนาะအဲ့ဒီကောင်တွေကိုကျွန်တော်အသုံးပြုပေးရမယ်ပထမအဦးဆုံးအဆင့်နေနဲ့ first step တုန်းကမလုပ်ရတယ်လဲလက်ကိုတိတ်ချစွာဆေးကြောရမယ်အဲ့ဆိုတော့ first wash your hands နော် thoroughly second ဘာလို့မလဲနော် third ဘာလို့မလဲနော် fourth အထိပြီးကြမှာ finally နောက်ဆုံးအနေနဲ့ကြမှာဘာလို့မလဲဆိုတော့ finally allow the mixture to cool by storing it in the refrigerator ဒီကလေးဒါထဲမှာထည့်မယ်ဆိုပြီးတော့ရေးလိုက်ရင်ရပြီအရာဆိုရင်ဒါကိုရေးလို့ရမလားခေါင်းစင်တက်မယ်ဒီပုံစံတိုင်းတက်မယ်လိုအပ်တဲ့ပစ္စည်းကိရိယာကိုကျွန်တော်အပေါ်မှာပေးထားတဲ့ဒါတို့ကျွန်တော်စာအုပ်ထဲမှာပေးထားတဲ့လိုအပ်ချက်တွေကိုဒီမှာလာဖြစ်မယ် firstly နော်ပြီးမှဆိုရင် then and then next to အသုံးပြုလိုက်ရတယ်ဟာလား second အလို့အသုံးပြုလိုက်ရတယ်ပြီးသွားပြီးဆိုရင်၄၅၆ချက်ပြီးသွားပြီးဆိုရင် finally ဆိုတော့အချက်နဲ့အဆုံးသတ်ပြီးတော့အဲ့အချက်ကလေးရေးမယ်အဓိကတော့အပေါ်ကစာပြန်ကူးရတဲ့အချိန်မှာ firstly တို့နော် next to and then တို့ဟာလားနော်အဲ့လိုလေးအဲ့ adverb sequence လေးတွေတအားမျိုးတို့အသုံးပြုပြီးတော့ရေးပေးရမယ်ရမယ်နော် Okay, number 2A. The following are the materials needed for the experiment harnessing power from lemons. In groups, match the picture 1 to 6 with the materials A to F. Hello, the mass and material, the list of material they in some sort chichaya. Power look put behind the PC delay. No, power look put look at the harnessing power from lemons. The shout the W the anima. swine in ကိုဘယ်လိုမျိုးထုတ်ယူမလဲ swine in ထုတ်လုပ်ခြင်းကိုဆိုအဲ experiment တွေစမ်းသပ်ချက်ကိုအတူတကွလှုပ်ဆောင်ကြရအောင်ဆိုတော့ပါဝင်ပစ္စည်းကိုကြည့်ကြရအောင်နော်ပါဝင်ပစ္စည်းတွေက list of materials တွေကဘာလဲဆိုတော့ a four zinc nail တန်ကြောင်ဘယ်နှချောင်းလိုရလဲ၄ချောင်းလိုအပ်တယ်နံပါတ်1 LED light LED မီးလုံးတစ်လုံးလိုတယ် C 5 alligator clips အဲ့တော့ clip လေးတွေဆိုတော့ဘယ်နှခုလိုလဲဆိုတော့၅ခုလိုတယ်4 number D 4 copper strips အဲ့တော့ D copper ကြေးပြားတွေဘယ်နှပြားလိုရလဲဆိုတော့ကြေးပြား၄ပြားလိုအပ်ပါတယ် E a knife ဒါတချောင်းလိုအပ်တယ် F 4 lemons တံပြိုသီးလေးဘယ်နှလုံးလိုအပ်တယ်လဲဆိုတော့၄လုံးလိုအပ်တယ်ကဲဒါဆိုရင်လိုအပ်ပစ္စည်းတွေကဘယ်လိုမျိုးလဲဆိုတော့အားလုံးပေါင်းက6မျိုးရှိတယ် အဲ့တော့ဒီမှာသူပြောရတာဆိုရင်တော့ဒါတော့တမီတော့ကိုယ့်အနေကိုဘာလို့မလဲဆိုတော့ကိုယ့်တငငယ်ချင်းနဲ့ကိုဒီအပေါ်မှာပေးထားတဲ့6မျိုးနဲ့အမှပေးထားတဲ့ပုံ6ပုံလေးနဲ့ဘယ်ပုံကဘယ်စာနဲ့ kait ညီမလဲဆိုတာရင်ဆုံးလောက်ကြည့်ပါအောင် Number 2 be in groups match the picture 1 to 5 with the instruction A to A the first one is done for you အဲ့တော့အမှပေးထားတဲ့ပုံလေးကဘယ်နှပုံရှိရလဲဆိုတော့တစ်ကနေမှာ9ပုံရှိတယ်အဲ့တော့အမှပေးထားတဲ့သူ့ရဲ့အချက်အလက်လေးတွေကလည်းပဲ A to E ဖြစ်တဲ့၅ချက်ရှိတယ် instruction လေးတွေညွှန်ကြားချက်လေးပေးထားတာเนาะဘာလုပ်ပြီးမှဘာလုပ်ပါเนาะအဲ့တော့အဲ့ဒီဟာတွဲဖို့ဆိုရင်ဆိုတော့အတူတကွဒီစာလေးတွေအတိတ်ပဲတိဖို့လိုတယ်เนาะကဲအဲ့ဒါဆိုတော့စာပိုက်လေးတွေဆရာနဲ့အတူတကွပါတာပြန်ပြီးတော့တွဲကြည့်ကြရအောင်ဒီမှာသူပေးထားတဲ့ number 1ပုံကိုကျတော့ဒီပါ number D နဲ့တွဲမယ်တဲ့ကဲ D ကဘာစာလဲဖတ်ကြည့်ပါအောင် cut a slit with a knife in the four lemons for the copper strips no ကောပါပြားလေးတွေဆိုထဲ့ဖို့အတွက်လေဒီအဲ့ဒီတံပြိုသီးလေးလုံးကိုဆိုတော့ဘာလို့မလဲဆိုတော့ဓာတ်ချောင်းနဲ့ဓာတ်ရ slit ဆိုတော့ဓာတ်ရလေးကိုဆိုတော့ဖြတ်ပါလေဓာတ်ရပြုတ်လိုက်ပါနော်တက်လက်ပြီးတော့ဘဲအချက်ကလေးနဲ့ဘာလို့မလဲနော်ဒုတိယပုံဆိုဘဲအချက်ကလေးနဲ့တွဲမလဲပေါ့နော်ဒီမှာဆိုရင်ကောပါချောင်းလေးတွေထဲ့နေပြီခုနဓာတ်ရနဲ့လှုပ်ထားတဲ့အချက်တွေကိုကောပါပြားလေးထဲ့သွားပြီနော်ကဲဆိုရင်ကောပါထဲ့တဲ့အချက်ကလေးလိုက်ရှာကြည့်ပါဦးနံပါတ်1တော့ကြည့်ကြရအောင်နော် insert ထဲ့ပါ twin ပါလေ the copper strips ကောပါပြားလေးတွေဆိုထည့်ပေးမယ်နော် halfway တဝက်လောက်ပဲနော် into the lemons နော်ဒီတံပယိုတီးတဲ့ကိုဆိုတော့ကဓာရဖော်ပြီးသားတဲ့နေရာလေးမှာကောပါပြားလေးတွေကိုဆိုတော့ထည့်လိုက်မယ်နော်ဒါဆိုရင်ဘယ်အဆင့်မှာလဲဆိုတော့ဒုတိယအဆင့်ဒါဆိုရင် number 2နဲ့တွဲမယ်နော် gap of a to b ကိုဆရာ အစင်လိုက်ပဲပါတာပြန်သွားမယ်အဲ့တော့ကိုယ့်အနေနဲ့ကိုစူးစမ်းပြီးဖြည့်ကြည့်မယ်နော် number a attach the free ends of the alligator clips to the to the led light bulb clip တွေရဲ့အစုံမှာလွတ်နေတဲ့အစုံကိုချိတ်ဆက်လိုက်ပါလေနော်အဲ့လိုလွတ်နေတဲ့ဟာကိုချိတ်ဆက်လိုက်ပါဘာနဲ့ချိတ်ဆက်ရမလဲဆိုတော့ led မီးနဲ့ချိတ်ဆက်ရမယ်မီးကြောင်ကောင်းတုံနဲ့တွဲထားတဲ့ကျိုးလေးရှိမယ်အဲ့တော့အဲ့အစုံမှာဆိုရင်ဘာနဲ့မှမတွဲထားတဲ့လွတ်နေတဲ့အစုံလေးတွေရှိတယ်အဲ့ဒါကိုကျွန်တော်ဘာလုပ်မလဲဆိုတော့ led မီးနဲ့တွဲပေးပါလေ okay number b

အဲ့တော့မိချောင်းကောင်းတို့တွေကိုအတုံးပြူပြီးတော့ဆိုဒီမှာဆိုတော့ဒီမှာအနီရောင်လေးအစိမ်းရောင်လေးအပြားရောင်အမဲရောင်လေးတွေအဲ့ဒီကောင်တွေက alligator clip လို့ခေါ်တယ်အဲ့ဒီကောင်တွေကိုတံမြတ်သီးလေးလုံးစလုံးကိုချိတ်ဆက်မိသွားအောင်လို့ဆက်သွယ်လိုက်ပါလေနော်ပြီးသွားပြီဆိုတော့အဲ့ခုနဆက်သွယ်တယ်ဆိုတဲ့နေရာမှာဗာလဲဆိုတော့တန်ချောင်းနဲ့ချိတ်ဆက်ထားတဲ့တံပြာတံပြိုသီးတွေနော်ဥပမာဒီမှာဆိုရင်တန်ချောင်းလေးကနေမှာဆိုချိတ်ဆက်လိုက်တယ်ဒီဘက်တန်ချောင်းကနေမှာဟိုဘက်ကော့ပြားချောင်း နော်ဒီဘက်ကော့ပြားချောင်းကော့ပါပြားဆိုရင်ဟိုဘက်ကတန်ချောင်းနဲ့တော့ဆက်ရမယ်နော်တန်တန်ချင်းချင်းမဆက်ပဲနဲ့ဒီဘက်ကတန်ချောင်းဆိုရင်နောက်တစ်လုံးကိုချိတ်ဆက်မဲ့အကျိုးကကြတော့ဒီဒီဘက်ကဘာဖြစ်ရမလဲဆိုတော့တန်ချောင်းဖြစ်ရမယ်နော်အဲ့လိုပုံစံမျိုးနဲ့ပဲချိတ်ဆက်ပြရမယ်အဲ့ဒါဆိုရင်ဘယ်အဆင့်လဲဘယ်ပုံနဲ့တွဲမလဲကဲအဲ့ဒါဆိုရင်ဒီအချက်လေးဒီ instruction လေးတွေရသွားပြီဆိုတော့ပုံလေးနဲ့တွဲကြည့်ပါကဲလောက်ပြီးသွားပြီဆိုတော့အခု server number 2 C သွားကြရအောင် in groups arrange the instruction in order and write a paragraph on the experiment harnessing power from lemons as in exercise 1c okay kunado so twae ke de 1 2 a sure thong instruction lo ko de nyun ko a thong pyu pi harnessing power from lemons so re khong sen so yee pi no exercise 1c lo ra ka so lo so, yee adverb of sequence ကိုအသုံးပြုလို့ရေးပေးရမယ်။အဲ့တော့အခုပထမဦးဆုံးအချက်အနေနဲ့လိုအပ်တဲ့ပစ္စည်းတွေကတော့ဘာဖြစ်ပါလဲဆိုတော့ဟိုရှိက exercise 1c မှာတွားကြည့်လို့ရတယ်။ The materials that are needed for the experiments are ဆိုပြီးတော့အဲ့ဒါနဲ့စမယ်။အဲ့ဒါနဲ့အစားပေါ်ပြီးွားပြီးဆိုတာနဲ့လိုအပ်တဲ့ပစ္စည်းတွေဘာလဲဒီမှာနော်။ဒီကောင်တွေဖြစ်တယ် L F 4 and 0ဒီအနေမှာဒီကောင်6မျိုးစလုံးရေးပေးမယ်ပြီးသွားပြီဆိုတာနဲ့ firstly ပထမဦးဆုံးနေနဲ့နော် ခုနပြောထားတဲ့တအားတို့မျိုးတွဲလိုက်တဲ့ A to E ကိုဒီမှာအစင်းလိုက်ရေးမယ် first day တို့ဟာပထမဦးဆုံးအနေနဲ့အဒုတိယအနေနဲ့ပြီးသွားပြီဆိုတာနဲ့နော် first ကြိုက်တာတုံးလို့ရတယ် first thing secondly တုံးလို့ရသလို first ပြီးသွားဆို next ပြီးသွားဆို and then ပြီး then finally အဲ့လိုမျိုးကြိုက်တာကိုတုံးလို့ရတယ်နော်အဲ့ဒီကောင်ရေးပြီးသွားပြီဆိုတော့မှအဆုံးစကလုံးမှာဆိုရင်တော့ခုနပြောသလိုအာခေါင်းဒီတံမြိုတီးရဲ့အဆုံးမှာဆိုတော့ဒီ LED မီနဲ့ ချိတ်ဆက်ပြီးသွားပြီအဲချိတ်ဆက်ပြီးသွားပြီဆိုတော့ and ပြီးတော့လေ you will find တွေ့ရလိမ့်မယ် LED မီးနဲ့ that the LED bulb will turn on with the power harnessed from the lemons เนาะဒီတမယာဒီကနေမှဆိုတော့ဒီစွမ်းအင်တွေထုတ်လုပ်ပေးမှုကြောင့်မလို့အဲ့ဒီမီးတွေကဘာဖြစ်လဲဆိုတော့မီးလာနေရ LED မီးလင်းလာတာကိုတွေ့ရပါလိမ့်မယ်တဲ့ကဲအဲ့ဒါဆိုရင်တော့ဒီ harnessing power from lemons or sapphire LED ကိုစူးစမ်းပြီးတော့ရေးကြည့်ပါအောင်ဒါကတော့အဖြေပဲဖြစ်ပါတယ်အော်ခုနသားတော်သမီးတို့ဖြေထားတဲ့အဖြေလေးကမာလာမန်လာဒီမာလာစစ်ကြည့်ပါ Number two A answer per This is number two B answer. Okay, so I hope you guys will understand what I taught you today. So thank you so much. See you next lesson.